Excellency Dong San Suu Kyi, State Councillor and Chairperson of the National Reconciliation and Peace Center, to kindly deliver the speech. ခုနေ့ခန္ဓာကိုတက်ရောက်လာတဲ့နိုင်ငံတော်သမ္မတကြီးနဲ့တူပါဧည့်သည်တော်များအားလုံးဒီမှာရဲ့ တိုင်းလာဒီကမ္ဘာမှာအားလုံးကိုကျေးဇူးပါတယ်ဒီလိုလက်ခံချက်ပါကျမတို့ဒီနေ့ဟာ NCA Nationwide Ceasefire Agreement တနင်္ဂနွေနေ့ဆိုင်ရာအိခါရက်စီရရစေးသဘောတူညီချက်စာချုပ်ကတစ်နှစ်ပြည့်နောက်ကရင်းနှီးခံစားဖြစ်ပါတယ်ဒီတစ်နှစ်အတွင်းမှာလည်းတော်တာမဲလူတက်မှုရှိခဲ့တယ်လို့ကျွန်တော်တို့ယူကြည့်ပါတယ်ဒီစာချုပ်ကိုပထမအဦးဆုံးဖြစ်အောင်လို့လက်မှတ်ထိုးပေးခဲ့နိုင်အောင်လို့ ဝိုင်းဝန်းပြီးတော့ပြင်ကြတဲ့ရခင်အစိုးရသမ္မတကြီးတိတ်ဆိတ်နေတကွာအလုံးကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ဘုံပြုပါတယ်လမ်းတလားကိုဆောက်ရှောက်ပဲဆိုတော့ပထမရှင်ခြေလမ်းကအရေးကြီးဆုံးပါပဲအဲ့တော့ကျွန်တော်တို့ဟာပထမခြေလမ်းကိုနှမ်းလို့ပြီးပါပြီဆက်ပြီးတော့နှမ်းစရာခြေလမ်းတွေရှိပါလိမ့်တယ်အခုတော့ကျွန်တော်တို့ရဲ့ NCA ထဲမှာဘာတွေပါလဲဆိုတော့နောက်မှဒီခုခန်းထားတွေမှာပဲဆက်ပြီးတော့ဖပြကြမှာဖြစ်ပါတယ် ျွန်တော်အခုဆိုလို့ရှိလို့ရှိရင်ပြည်ခါရဆိုင် nation wide ဆိုတဲ့နိုင်ငံလုံးဆိုင်ရာဆိုပြီးမဲ့တနိုင်ငံလုံးဆိုင်ရာကျမတို့ပါစီခြင်းနဲ့ပုံပုံများပါတဲ့ပါလိုက်တဲ့အခွင့်များအားလုံးမပါသေးဘူးဆိုတာလည်းကျမတို့အတိပီလာဖြစ်ပါတယ်အားလုံးပါဝင်ဖို့ဟာအင်တာမအရေးကြီးပါတယ်ကျမတို့နိုင်ငံအတွက်အရေးကြီးပါတယ်ငြိမ်းချမ်းရေးဆိုတာဘာနဲ့မှလဲမရတဲ့ကျန်နာရေးတစ်ခုပါပဲကျမတို့ငြိမ်းချမ်းရေးရအောင်လုပ်ဖို့ဆိုတော့ကျမကနေပြီးတော့ဒီ nationwide ceasefire agreement ဆိုတဲ့စကားသားကိုဆင်ခြင်လိုက်တယ်ကျမတို့ဟာတနိုင်ငံလုံးဆိုင်ရာပြစ်ခတ်ရစေးဆိုပေမဲ့ NCA လို့ပြောလည်းနဲ့ခေါ်ကြတယ်မြန်မာစကားနဲ့ကြတော့ပြစ်ခတ်ရစေးလို့ပေါ့အင်္ဂလိပ်ဘာသာစကားနဲ့ဆို ceasefire fire ဆိုတာပြစ်ခတ်ခြင်းနဲ့ fire ဆိုတာဟာတိုက်ခိုက်ခြင်းပြီးတော့ကျမတို့ fire ဆိုတာလည်းအဓိကကမီးဆိုတဲ့စကားကနေပြောလာတာဖြစ်ပါတယ်အဲ့တော့ကျမတို့ညီကြရင်ရလို့ဆိုလို့ရှိရင်အပြစ်ခတ်ရစေးရလို့ဆိုရင် ျားတို့အတွင်းကြီးတွေဖြစ်တဲ့ဒေါသတွေအာဃာတတွေညှိမှုပါတယ်ကျွန်တော်ယူကြည့်ပါတယ်ဒါအာလုံးတက်ဆိုင်ရာပုဂ္ဂိုလ်တည်တည်အဖွဲ့အစည်းတည်တည်ကမိမိတို့အတွင်းကဒေါသတွေအာဃာတတွေညှိအောင်လုပ်နိုင်မှကျမတို့စစ်မှန်တဲ့ဉာဏ်ကြံရရနိုင်မှာကျမတို့အဖွဲ့အစည်းများအတွင်းမှာရှိတဲ့အာဃာတဒေါသမိတွေညှိမှလည်းပြည်သူပြည်သားများရဲ့တောကနေမိတွေညှိနိုင်မှာဖြစ်ပါတယ်ဒါကြောင့်ကျမတို့ဟာ ပြစ်ခတ်ရဆက်ရေး ceasefire အတွက်လုပ်တယ်ဆိုတာဟာကျမတို့ပြည်သူပြည်သားများကိုတောကဖြစ်စေတဲ့မိများအားလုံးငြိမ်းဖို့အတွက်လုပ်ရတာဖြစ်ပါတယ်။အဲ့တော့ဒီဟာကိုအဓိကထားပြီးတော့ကျမတို့ရဲ့အဖွဲ့အစည်းများအသီးသီးကိုဆင်ခြင်စေစေချင်ပါတယ်။အားလုံးဟာကိုယ့်အမြင်နဲ့ရှိကြပါပါမယ်။နာကျင်ချက်တွေလည်းရှိရဲဆိုတော့ကျမတို့မြင်ပါတမ်းတဲ့ဒီနာကျင်ချက်တွေကိုပေါ်ပေါ်ကြော်လွှမ်းနိုင်တဲ့အခြေအနေကျမတို့အားလုံးမှာရှိတယ် ယုံကြည်ပါတယ်။ဒါကိုကြော်သွားနိုင်တဲ့အရေးချင်းနဲ့ပတ်သက်ပြီးတော့ကျမတို့ပြန်ရမှာ။ဒီတည်းဆိုလို့ရှိရင်ကျမတို့က fire power ပေါ့နော်။ကျမတို့ mean in အောင်ပြန်ရမှာမဟုတ်ပါဘူး။ဒီ mean ကိုညှိနှိုင်တဲ့ in အောင်ကပြန်ရမှာဖြစ်ပါတယ်။ဒီလိုကျမတို့ကြိုးစားနေတဲ့အခါမှာတနိုင်ငံလုံးကညီပြီးကြည့်နေကြပါလေ။တနိုင်ငံလုံးကမျှော်လင့်ချက်ကြီးစွာနဲ့စောင့်မျှော်နေကြပါလေ။ ဒီတော့ကျမတို့ပြည်သူတွေကကျမတို့အခုအစိုးရနဲ့တကွာတမတော်နဲ့တိုင်းသားဖွဲ့များနဲ့ဘာတွေလုပ်နေလဲဆိုတော့ကြည့်တဲ့အခါမှာကျမတို့ပြည်သူတွေကိုရှော့မတွက်ပါနဲ့ကျွမ်းနေပြောမေတ္တာရပ်ခံကြပါတယ်အများသိတဲ့ကဘာကျော်အစိုးတစ်ခုရှိပါတယ်အများကိုအများကိုတခဏပြပြလို့ရမယ်အချို့ကိုထာဝရနဲ့လက်ပြလို့ရမယ်အားလုံးကိုတော့ထာဝရနဲ့ပြလို့မရဘူးဆိုတဲ့အစိုးတစ်ခုရှိပါတယ် ပြောချင်တာကတော့အဖြစ်ကိုအပြစ်မှန်တိုင်းရည်ရှင်မှာတော့ပြည်သူပြည်သားတွေကသိမှာပဲအဲ့တော့ဒီဆိုတဲ့ဒီမှာပို့ပြီးတော့သဘောကျတယ်ခွင့်ရေးရှိတိုင်းဒီမှာမျှော်နေတဲ့အဆူတူရှိပါတယ်ဒါကတော့1988ခုနှစ်လောက်တုန်းကကျမကိုအင်းလေးဘက်ကဆရာတော်ရဲ့ဒီမှာမိန့်လိုက်တဲ့ဩဝါဒစကားပါပဲဆရာတော်ကြီးကအဲ့အဖြစ်ဟိုးအရင်တော့ကမင်းသားကြီးကိုစိန်နဲ့ခစ်ကိုမှီခဲ့ပါတယ်ဒါဆရာတော်ကြီးကကျမကိုမိန့်ပါတယ် မင်းသားကြီးဟိုးစိန်ဇက်ကိုသွားပြီးကြည့်တဲ့အခါမှာအဲ့ဒီကလူရှင်တော်ကြီးရှိတယ်ပြောတယ်နာမည်တော့ဆရာတော်ကမိန့်ပါတယ်ကျွန်မမှတ်မိတော့ပါအဲ့ဒီလူရှင်တော်ကြီးကဒီဇက်မကခင်အမြဲပြောတယ်တဲ့ဟိုးစိန်ကြီးပေါ့နော်ခင်များတော့ကားတတ်တဲ့သူဒီပရိသတ်ကတယောက်မှမရှိဘူးဒါနဲ့ခင်များခြေထိုးတာလည်းနည်းနည်းမှိုင်းအားလုံးတည်တယ်ဒါပေမဲ့စိန်ပြာကြီးပေါ့ခင်များခင်များတော့တိရခတ်တာတော့ဘယ်သူမှမရှိဘူးပရိသတ်တဲ့အထင်ပါဒါနဲ့တီးလုံးလေးတစ်ခွက် လွဲသွားလို့ရှိရင် အားလုံးတည်တယ်ဆိုပြီးတော့3ပေးတယ်အဲ့ဒါဘာဆိုလိုတာလဲဆိုတော့ကိုကဘလောက်ပဲထွက်တော့ကိုပရိသတ်ကိုချိန်မသေးအောင်ဆိုတော့ပါအဲ့တော့ကျမတို့ရဲ့အစိုးရနဲ့တကွာတမတော်နဲ့တကွာတိုင်းသောညီကောင်မောင်မများအဖွဲ့အစည်းများဟာကျမတို့ရဲ့ပြည်သူပြည်သားတွေရဲ့အစဉ်ကျဉ်တို့တရားကိုရှော့ပြီးတွတ်ပါကျမတို့ပြည်သူပြည်သားတွေဟာတယောက်ချင်းတယောက်ချင်းအားဖြင့်အစိုးရအလို့ကိုလုံနိုင်တဲ့အခြေရှိခြင်းမှာရှိမယ် တမတော်ရဲ့တာဝန်ကြီးကိုထမ်းဆောင်နိုင်တဲ့အရေးချင်းရှိချင်မှရှိတယ်။ကျမတို့ရဲ့တိုင်းသားအဖွဲ့အစည်းများရဲ့တောင်ကောင်းဆောင်များရဲ့အရေးချင်းရှိချင်မှရှိတယ်။ဒါပေမဲ့လည်းဒီနိုင်ငံကိုဘာကအကျိုးပေးမယ်ဘာအကျိုးပေးမပေးဘူးဆိုတော့ရေရှင်မှကျမတို့ပြည်သူပြည်သားတွေအားလုံးသိပါဒါကြောင့်ကျမတို့နိုင်ငံသူနိုင်ငံသားတွေရဲ့ကုညီထောက်ပံ့မှုနဲ့အတူလိုအပ်တဲ့ခြေလှမ်းလေးကိုလှမ်းစေချင်ပါ ဒီလိုလိုအပ်တဲ့ခြေလမ်းတွေလောင်းလို့ဆိုတာတတိလိုတယ်ဆိုတော့ကျွန်မအကြံခံတာပြောပါမယ်။ဘာဖြစ်လို့လဲဆိုတော့အတိတ်ကလမ်းကြောင်းကနေပြီးတော့ပစ္စုပန်မှာအနာဂတ်အတွက်ပြောင်းလဲဖို့ဆိုတာပြောင်းလဲခြင်းကိုလူရဲတဲ့တတိရင်ဆိုင်ရဲတဲ့တတိဒီတောင်မှအရေးကြီးပါတယ်။ဘယ်သူပဲဖြစ်ဖြစ်ကိုလုံနေကြကိစ္စနဲ့ဆိုရင်ပို့ပြီးတော့တက်တာပဲ။အတိတ်အဆန်းကိုရင်ဆိုင်ဖို့ဆိုတာတော့တတိလိုတယ်အတွေးခေါ်လိုတယ် အရေးချင်းလို့လေဒီလိုတတ်တည်တွေအတွင်းခေါ်ရအရေးချင်းဒီကျမတို့အားလုံးမှာရှိတယ်လို့ကျမတို့ယုံကြည်ပါတယ်ဒီရှိတဲ့အရေးချင်းတွေကိုထုတ်ပြီးတော့သုံးစေချင်ပါတယ်အခုကျမတို့ NCA လက်မှတ်ထိုးပြီးတာတစ်နှစ်ကြာပြီတစ်နှစ်ကြာပြီဆိုပေမဲ့လည်းမထိုးသေးတဲ့အခွဲတွေတခုမှထပ်ပြီးတော့မထိုးသေးတာကျမတို့အတွက်အတမဝန်ဝန်နေစရာဖြစ်ပါတယ်အဲ့တော့ကျမကပြောချင်တာကတော့အစိုးရအခွဲတာမတော်အခွဲတိုင်းသားများအခွဲစီများ အားလုံးမှာမေသူရိယပို့ပြီးတော့သဘောထားချင်းနိုင်တယ်မေသူရိယပို့ပြီးတော့ခွင့်လွတ်သိခနိုင်တယ်မေသူရိယပို့ပြီးတော့နိုင်ငံရဲ့အနာဂတ်ကိုအတိတ်တည်းပို့ပြီးတော့တံပိုးထားနိုင်တယ်ဆိုတဲ့နေရာမှာတော့ဆိုတာပဲပြိုင်ကြပါလို့ကျွန်တော်ပြောချင်ပါတယ်ဒီ fire power တိုက်ချင်းခိုက်ချင်းတိုက်ခံချင်းအရေးချင်းကိုပြိုင်မဲ့အစားမီးငိမ့်အောင်လုပ်နိုင်တဲ့အင်အားကိုပြိုင်ကြပါလို့ကျွန်မအမိနဲ့မိသားရခိုင်ပါ ကျမတို့အစိုးရအဖွဲ့ရဲ့ရည်ရွယ်ချက်တွေကတော့အားလုံးသိပြီးသားဖြစ်ပေမဲ့လည်းကထပ်မှပြီးတော့သတိပေးပြစီကျမတို့ဟာအခုအောက်ပါတိုင်းဆောင်ရွက်လည်းရှိပါတယ်ပထမအောင်ဖြစ်တော့နိုင်ငံရေးဆွေးနွေးမှုဘူပေါင်းပြန်လည်တုံ့တာဖြစ်ပါတယ်ဒုတိယအားဖြင့်နိုင်ငံရေးဆွေးနွေးမှုဘူပေါင်းပြန်လည်ပြင်ဆင်ရမှာဖြစ်ပါတယ်ဒီလိုတုံ့တက်တဲ့ပြင်ဆင်တဲ့နေရာမှာ အားလုံးပါဝင်နိုင်လို့ကျမတို့အတတ်နိုင်ဆုံးအစီအစဉ်ထားပါတယ် နောက်ပြီးတော့လည်းပြင်းစင်တည်တူပြီး ဖြစ်သောနိုင်ငံရေးဆွေးနွေးမှုမူပေါင်းနဲ့အညီပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ2021ရာစုပင်လို့ကျင်းပခြင်းဖြစ်ပါတယ်။အဲ့တော့ကျွန်မတို့အခုဆိုလို့ရှိရင်20ရာစု20နှစ်အာ20တရာစုပင်လို့ညီလာခံရတာများအစူးစီး၍ပြည်ထောင်စုသဘောတူညီချက် 21st Century Panglong Conference Agreement နဲ့မှတ်ထိုးကြရအောင်ကျွန်တော်တို့အတူတူရပါမယ်။ ပြည်ထောင်စုသဘောတူချက်နဲ့အညီဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသားခြင်းအတည်ပြုခြင်းကိုနောက်တစ်ခါတစင်သွားပါမယ်။နောက်တော့ဒီနောက်တစ်ဆင့်ကျတော့ပြင်ဆင်ရေးသားအတည်ပြုပြီးဖြစ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကျင်းပဖို့ပြင်ပဖို့ဖြစ်ပါတယ်။နောက်ဆုံးအဆင့်ကတော့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်နဲ့အညီဒီမိုကရေစီဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ဒီဒီမိုကရေစီပြည်တော်စုနဲ့ပတ်သက်လို့ဒီမိုကရေစီနဲ့ပတ်သက်လို့ဆိုရင်ကျွန်တော်ထပ်တလဲလဲသတိပေးပါမယ်။ဘယ်နှခါပဲသတိပေးရပေးရဒါမလုံလောက်ဘူးလို့ကျွန်မထင်လို့ထပ်ပြီးတော့သတိပေးပါရစေ။ဒီမိုကရေစီဆိုတာအခွင့်အရေးတွေရှိတယ်လို့တာဝန်ရင်းဒါမှကြည့်ပါလေ။ပြည်သူလူထုရဲ့အုပ်ချုပ်မှုစနစ်ဆိုတာပြည်သူလူထုတယောက်ချင်းတယောက်ချင်းမှာတာဝန်ရှိတဲ့စနစ်လို့ဒီလိုပဲကျွန်တော်တို့ပြောရပါမယ်။ဒါကြောင့်မို့ကျွန်မတို့ငြိမ်းချမ်းရေးအတွက်ဥဆောင်ပြီးတော့ ကျိုးပန်းနေတဲ့အဖွဲ့အစည်းများခေါင်းဆောင်များအားလုံးဟာတာဝန်ကိုရှေ့ရထားပြီးအခွင့်အရေးကိုတော့ကဖားစီကြပါတယ်။တာဝန်ကိုရှေ့ရထားပြီးလုံဆောင်သွားမှကျမတို့နိုင်ငံရဲ့အနာဂတ်အတွက်ကျမတို့ဟာအမခံရဲ့ရမှာပဲ။အတိတ်ဆိုတာပြန်ပြန်လို့မရဘူး။အတိတ်ကတော့ဖြစ်ပြီးသွားပြီ။သို့တော်ညာလည်းအတိတ်ကကျိုးဆက်ကိုပြင်နိုင်ဖို့အတွက်ကျမတို့လိုချင်တဲ့ပုံစံဖြစ်အောင်လုပ်နိုင်ဖို့အတွက်ဆိုတာဟာ အားလုံးဟာချက်ချင်းလိမ်နေအခုပြစ်ဆုံးပါမှာအခွင့်အရေးတွေရှိတာဒီအခွင့်အရေးတွေမှမှန်ကန်ကန်သုံးတယ်ဆိုလို့ရှိရင်အနာဂတ်ဟာကျမတို့လူချင်းနဲ့ပုံပေါ်လာမှာပါကျမတို့အားလုံးဟာအနိစ္စတရားကိုလုံလုံဆိုင်နိုင်တဲ့ပုဂ္ဂိုလ်များဖြစ်ပါတယ်ကျမတို့မရှိတော့တဲ့အခါမှာဒီနိုင်ငံကိုဘယ်လိုအမွေနဲ့ထားခဲ့မလဲဆိုတာအားလုံးကနေလို့ဒီဒီနဲ့နဲ့စဉ်းစားကြည့်ကျမတို့နိုင်ငံအတွက်ပြည်သူလူထုဟာ သမိုင်းဆက်ဆက်မှာတံပိုးထားယေရှုတင်ရမယ်အမွေနှစ်မျိုးကိုကျွန်တော်ထားခဲ့စီထားခဲ့ကြတယ်ဒီလိုအမွေနှစ်ထားခဲ့ဖို့ဆိုတာဘယ်လွယ်နဲ့တော့ဖြစ်မှာမဟုတ်ပါဘူးမလွယ်ဘူးလို့ပြောရတာဘာလဲဆိုတော့မလွယ်ခဲ့အခက်ခဲဆုံးကိစ္စဆိုးဆိုးအပ်တယ်ကိုယ့်ရဲ့အတွင်းမိရင်းအောင်လို့ဖြစ်ပါတယ်အားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့နိုင်ငံမှာဆိုရင်ကျွန်တော်တို့နိုင်ငံရဲ့အနောက်ပိုင်းဖြစ်တဲ့ရခိုင်ပြည်နယ်မှာဆိုလို့ရှိရင် ကျမတို့စင်မီတာပြီးပြန်ပြီးတော့တောက်တာတော့ကျမတို့တွေ့ရပါတယ်။ပဋိပက္ခမီတာပြီးပြန်ပြီးတောက်တာတော့တွေ့ရပါတယ်။ကျမတို့ဒါတွေကိုအများဆုံးမြင်အောင်လုပ်ရအောင်။မီတာပြီးကိုကျင်းလိုက်တယ်ပြင်မှပြင်ရတယ်မြင်ရတယ်မီတာပြီးကိုကျင်းလိုက်တယ်ဆိုတာများများဆန်းဆန်းနဲ့လုံးချင်းလုံးနိုင်ပြီနဲ့အတွေးမီတာပြီးကိုကျင်းဖို့ဆိုတာတော့ဘုရားခက်ခဲပါလေ။အဲ့ဒါအားလုံးကနေပြီးတော့တူးချင်းတူးချင်းတာဝန်ယူပြီးတော့လုပ်စင်ကြပါလေ။ကျမတို့အတွင်းအတွင်းအချင်းချင်းကြားမှာ အာဂတိအာအာဂါဒာတွေပို့ပြီးတော့ပွားမယ်ပွားများမယ်ကိစ္စတွေအမုန်းတရားတွေပွားမှန်းနိုင် ကိစ္စတွေကိုရှောင်ရှားဖို့ဆိုတာကျမတို့အားလုံးတယောက်ချင်းတယောက်ချင်းတာဝန်ရှိပါတာဝန်ရလုပ်တဲ့လုပ်တိုင်းခြားရတော့ကျမတို့လုပ်သွားမှာပဲတရားဥပဒေစိုးမိုးရေးမူပေါင်းအတွင်းကလုပ်တဲ့လုပ်ထိုက်ခြားရတော့ကျမတို့လုပ်သွားမှာကျမတို့ရဲ့နိုင်ငံတူနိုင်ငံသားများရဲ့လူကြုံရေးကျမတို့ရဲ့နိုင်ငံရဲ့တည်တံ့ခံရရဲ့ခံမြဲရေးတွေ လုတ်တဲ့လုတ်တိုက်တဲ့ကိစ္စတွေကိုကျမတို့ဟာတရားဥပဒေဘောင်အတွင်းကမှမှကန်ကန်နဲ့ကျမတို့တတ်သိရှိရှိနဲ့လုတ်သွားမှာဖြစ်ပါတယ်။ဒီလိုလုတ်တဲ့ညမှာပြည်သူကလည်းဝိုင်းဝန်းပြီးတော့ကျမတို့ကိုထောက်ခံမယ်လို့ကျမတို့ယုံကြည်ပါတယ်။ဘယ်သူတွေဟာတကယ်စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုလိုချင်တယ်လဲ။ဘယ်သူတွေဟာငြိမ်းချမ်းရေးကိုတကယ်တော့မလိုလားဘူးဆိုတာဟာပြည်သူတွေမကြခင်မှာမြင်ရမှာ။ ပြည်သူတွေကလည်းဒါကိုမျက်စိတော်ထောက်ပြီးကြည့်နေတာဖြစ်ပါတယ်ဒီမိုကရေစီလမ်းကြောင်းကိုရှောက်နေတဲ့ကျမတို့ရဲ့နိုင်ငံဟာပြည်သူပြည်သားများရဲ့အထင်ပြည်သူပြည်သားများရဲ့အမြင်ပြည်သူပြည်သားများရဲ့သုံးသပ်ချက်တွေကိုလေးထားပြီးတော့လုပ်သွားမှာဖြစ်ပါတယ်ကျမကပြည်သူပြည်သားတွေဟာအစဉ်အမြဲလုပ်သမျှမှန်တယ်လို့မပြောပါဘူးစောစောကပြောသလိုပေါ့အလုံးဟာအတိုင်းတာအချိန်တစ်ခုချင်းတစ်ခဏ လမ်းတွဲပေါ်မှာကြောက်ကြောက်သွားမယ်ဒါမနဲ့ထာဝရတော့အားလုံးကဘယ်တော့မှလမ်းတွဲပေါ်မှာကြောက်သွားနိုင်မှာမဟုတ်ပါဘူးအကြောင်းကြောင်းကြောင်းသူတို့ပြည်သူပြည်သားတွေနားမလည်တဲ့ကိစ္စတွေရှိလို့ရှိရှင်းလင်းဖို့ဟာကျမတို့မှာတာဝန်နဲ့ရှိပါတယ်ဒီတာဝန်အရအများနားလည်အောင်လို့ရှင်းလင်းသွားမယ်ဆိုလို့ရှိရင်ပြည်သူတွေကမှန်မှန်ကန်ကန်နဲ့ကျမတို့ရဲ့ရင်းချမ်းရင်းဖြစ်စဉ်ကိုဝင်းရပေးမယ်လို့ကျမတို့ယုံကြည်ပါတယ်ဒီကုန်းကျုပ်အနေနဲ့တော့ကျမတို့ရဲ့ တိုင်းသားနှိမ်ကိုမောင်းနေမှာအထူးကျမအဲမြစ်တိုင်းကခံကျမနာကျင်ကျင်ရှိခဲ့တာလေရှိကောင်းလို့ရှိပါလေဒါတွေလည်းကျမတို့အများစုဖြစ်တဲ့မြမတိုင်းသားများပေါ်မှာလည်းတော်ဝင်မကင်းဆိုတာလည်းငါတို့လက်ခံတယ်ဒါပေမဲ့လည်းအတိတ်ကိုပြန်ပြီးတော့မကြည့်နေပါနဲ့အတိတ်ကသင်္ကန်းစာတွေကိုပဲယူပါနောင်ကြလို့ရှိလို့ရှိရင်ကျမတို့ music တွေ ခံခဲ့ရတဲ့ဒုက္ခတွေတောကတွေကနေပြီးတတ်နိုင်ကြ냐ကျမတို့နောင်မျိုးဆက်တွေကျင်းဖို့အတွက်ကြိုးစားကြပါအကောင်းဆုံးအမွေနဲ့ကိုပဲဒီနိုင်ငံကိုဟခဲ့ပေးပါအကောင်းဆုံးအမွေနဲ့ဆိုတာတော့ငြိမ်းချမ်းရေးပဲဆိုတာကျမဘယ်နှခါပဲထပ်ပြောပြောလုံလောက်မယ်ပို့ဘူးလို့ထင်တာကြောင့်မလို့ဒါနဲ့ပဲဒီကုန်းချုပ်ပြတယ်ကျမတို့ရဲ့နိုင်ငံကအကောင်းဆုံးနောင်လာတော့သားတွေအတွက်အမွေနဲ့ဖြစ်တဲ့ငြိမ်းချမ်းရေးရရှိ ို့အတွက်ကို့အတွင်းမိတွေကိုလည်းညှိပြီးတော့ဝိုင်းဝန်းပြီးတော့ဆိုင်ရွက်ကြပါစို့လို့မြတ်တရားခံတယ်ကျေးဇူးတင်